အခုဆိုရင်မြန်မာလူမျိုးတို့ရဲ့အသက်ဆွဲချမောင်ရွက်ကြော်ရပါပြီ။ဒါလေးဆိုရင် ချမောင်သပေးနဲ့လေးပဲလှုပ်စားမလား။သမင်းပူပူလေးနဲ့ကြက်ဥကြော်လေးနဲ့ပဲစားမလား။အရန်ကိုသမင်းစားနေမှာပါ။အရင်ဆုံးပေါ့နော်ကြက်တုံလေးစီတတ်ပါမယ်။ကြက်တုံစီတတ်တဲ့အခါမှာယူရီယာကအနှစ်များများရကြတယ်ပေါ့နော်။ကြက်တုံများများစီတတ်တယ်ပြီးတော့ကြာတော့ကြက်တုံအလုံးကြီးရယ်ပြီးတော့ဗမာကြက်တုံကိုအသေးလေးတွေးလို့ပေါ့နော်။အဲ့ဒါလေးပါထည့်ထားတယ်။ထိုးအောင်လို့ပါ။ ချက်တော့ဒီလိုမျိုးခက်ချက်ချောက်ဖြစ်ပြီးတော့ဒီလိုအရာလေးပြောင်းလာပြီဆိုရင်ပေါ့နော်အရန်မရဲခင်မှာအိုးလေးချပြန်ပေါ့နော်ချမရွေးနဲ့ထပ်ပြီးတော့တက်မယ်အချိန်မှာသူ့ရဲ့အတွက်အချိန်ရလဲခြံလေးရပေါ့နော်အရန်ကျွတ်သွားရင်ကြာအချိန်ကြာရင်တူးတော့မှဆိုးလို့ပါချမတော့ဒါပေါ့နော်ယူလီယာတရားချွေပြီးတော့ကြာတော့စားနဲ့နေပြီးတော့ကြာတော့ဆေးထားတာပေါ့နော်ဒီဘက်ကဟာကြာတော့စားနဲ့တိတ်မနေလိုက်ရလို့ဒီလိုမျိုးလေးဖြစ်သွားတာအဲ့တော့ယူလီယာတော့ဘယ်မှာဆိုရင်ချမဆိုရင်အချိန်ချွေးထွက်အောင်စားနဲ့နေပြီးမှဖြတ်ကြပါလေ ပဝံကဒီနေလမ်းပြီးတော့ချက်ရင်ပို့ပြီးတော့ကောင်းတယ်ပေါ့။ကိုကနေလမ်းမှုအချိန်ရှိလိုက်လို့ပါ။အိုးကလည်းနေသေးနေပါလား။တော်လည်းအများကြီးရှိရချက်မှာကြည်လား။ဒါမှမကြံတော့ဒါချက်မှာနှစ်စီးလောက်ထားပါပေါ့နော်။တိတ်ချာလေးချက်မှာလုံးမှာနော်။ချက်မှာဝင်ပေါ့နော်။ဒါတော့မြင့်ငပီလေးတစ်လုံးထည့်မယ်ပေါ့နော်။ရေလေးချော်ထည့်ရင်ပိုကောင်းတယ်ပေါ့နော်။ရေလေးကတော့ဒီမှာ နမအားတော့လို့ဒီဒီတိုင်းဝဲအတုံးလိုက်ရယ်ထက်လိုက်ပါတယ်အဲ့တော့တေချာနှက်ဆက်အောင်အတုံးလိုက်မပါသွားအောင်ပေါ့နော်တေချာလေးခြေပြပါမယ်ဆန်လေးထည့်မယ်တားမုံကြီးလည်းနည်းနည်းထည့်ပါမယ်နှက်လာလေးနှက်သွားအောင်ဝင်ပါမယ်ပြီးရင်တော့ဒီမှာအပုံချောင်းလေးကိုချိတ်ပြီးတော့ထည့်ပါမယ်အကောင်လိုက်ဆိုရင်တိတ်ချိုရလို့မခံလာအောင်ပေါ့နော်အဲ့ကြောင့်အမုံလေးဖြည့်အောင်ချိတ်ပြီးတော့ထည့်ပါတယ်ပြီးရင်တော့ယူလီယာဒီမှာချက်ပြုတ်ရည်လေးရှိလို့ပေါ့နော်အဲ့ဒါချက်ပြုတ်ရည်လေးနည်းနည်းထည့်လိုက်ပါမယ် ပြန်တော့ရူတီဆိုင်ဆက်ဆက်လေးထည့်ပါမယ်။ကျွေးရတော့ချမောင်ဂျက်ဆိုရင်ပေါ့နော်ရူတီဆိုင်ဆက်ဆက်လေးဆိုပိုကြိုက်တယ်။ရူတီဆိုင်လေးမွေးလာပြီဆိုရင်တော့ဒီမှာရင်သွေးလေးထည့်ပါမယ်။ငောင်းငန်တိုင်လေးထည့်ပါမယ်။ချမောင်ရောနည်းနည်းချောင်းလေးလိုစီလေးနည်းနည်းထပ်ထည့်မယ်နော်။အစီချက်လေးပါ။မက်လေးကလည်းအရင်မွေးနေရပေါ့နော်။ချက်ပြုတ်ရည်လေးလည်းပါတယ်။ပြီးတော့ကြာတော့ဘယ်သူကြောက်ထောင်းလေးလည်းပါတယ်ဆိုကြပါဘူး။အမေတော်လေးပါပဲ။ သမင်းနဲ့လေးပဲလှုပ်စားမလားသမင်းပူပူလေးနဲ့ကြက်ဥကြော်လေးနဲ့ပဲစားမလားအရန်ကိုသမင်းစားနေမှာပါအခုဆိုရင်မြန်မာလူမျိုးတို့ရဲ့အသေးဆွဲချမောင်ရွက်ကြော်ရပါပြီကဲချမောင်ဟင်းကတော့ကြက်ပြီသမင်းကြက်ပြီလားသမင်းပူချက်ဖို့တော့မမင်းနဲ့နော်နောက်ဗီဒီယိုလေးမှာပြန်တွေ့မယ်နော်ဘိုင်ဘိုင်